ြန်မာနွေခရိုနီကယ်နိုဝင်ဘာ26မြင်ကွင်းနိုင်ငံရေးပုံမှန်905ကကြီးနဲ့ဖန်စီအချင်းကြားဝရန်ထုတ်ခံထားရသူများလူငင်းခွင့်ကြီးညာဆီယနာသိမ်းပြီးနောက်ပြထန်းခဲ့တဲ့ငကူရှိပြီးပုံမှန်905ကကြီးနဲ့မတူပဲဒီကြားပုံမှန်တစ်ခုဖြစ်တဲ့ပုံမှန်905ကကြီးနဲ့ဖန်ဝရန်ထုတ်ခံထားရသူအမှုဖွင့်ခံထားရသူရုံးတင်စစ်ဆေးခံရသူ9580ဦးကို မှုပိတ်သိမ်းပြီးလုံငင်းခွင့်ပေးလိုက်ကြောင်းနဲ့စူပါပုံမနဲ့ပဲအချင်းအောင်နဲ့ကြားခံနေရသူ926ဦးကိုလည်းလုံငင်းခွင့်ပြုပြီးစူပါပုံမအပြင်ခြားသောပုံမတွေနဲ့ပါတွဲလျက်ပြည်တန်းချခံထားရသူ2300ကျော်ကိုလည်းပုံမှန်905ကာကြီးနဲ့ချမှတ်ခံရတဲ့ပြည်တံကို short pot လူငင်းခွင့်ပြုလိုက်တယ်လို့နှွေမလ26ရက်နေ့ည8နာရီတရင်မှာအာနာသိန်းစစ်ကော်မရှင်ကကြေညာခဲ့ပါတယ်။2020ခုနှစ်ဆီယနာသိမ်းပြီးနှစ်ပတ်အကြာ February 14ရက်နေ့မှာ ရာစသက်ကြီးဥပဒေတဲ့ငွေရှိရင်ဆွဲပုံမှ905နဲ့906ကြာ905ကကြီးလို့အမည်တက်ထားတဲ့ပုံမှအစ်စ်ကိုဖွင့်ဆိုချက်တဲ့ပြဋ္ဌာန်းခဲ့ပြီးအဆိုပါပုံမှ905ကကြီးကိုအစိုးရနဲ့စစ်တပ်ကိုအကြီးညိုပြက်စေတာဝန်ထမ်းတွေကိုစီရီယံမလုပ်ဖို့တိမ်သွင်းပြောဆိုစီယုံတာတွေညာပြည်သူကိုဖြစ်စေတရားလူစုကိုဖြစ်စေထိတ်လန့်စေရလူမျိုးချင်းချင်းဖြစ်စေ လူမျိုးစုအချင်းချင်းဖြစ်စေတစ်ဖက်နဲ့တစ်ဖက်ပြစ်မှုကျူးလွန်အောင်လှုံ့ဆော်လင်းပြစ်မှုမြောက်ကြောင့်တစ်ပြားထမ်းတဲ့ပုံမှ905ကာကြီးမှာဖွင့်ဆိုထားသလိုချောင်ယွန်းထိတ်လန့်စေခြင်းကောလာဟာလာဖြန့်ချီခြင်းနဲ့သတင်းမှဖြန့်ဝေခြင်းနဲ့ရာဇဝမှုကျူးလွန်ခြင်းတွေဆိုတဲ့ပြစ်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေပါထည့်သွင်းထားတာဖြစ်ပါတယ်2021 February လဒုတိယဘက်မှာကြေညာခဲ့တဲ့အဲ့ဒီပုံမှကိုငကိုရှိရင်ဆွဲပုံမှ905ထက် ြည်ထောင်ပုံမတိုးမြင်ပြီးရဲရဲပိုင်းနဲ့ဥပဒေပုံမှန်ဖြစ်အောင်လဲအာဏာသိမ်းစစ်တပ်ကစီမံခဲ့တာဖြစ်ပါတယ်။ဆီယနာသိမ်းပြီးနှစ်ပတ်ကြာမှထုတ်ပြန်တဲ့ဒီပုံမှန်မှာဝန်ထမ်းတွေလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုတာဝန်ထမ်းဆောင်နေစဉ်၎င်းတို့စိတ်ခွန်အားကျင့်ဝတ်စည်းကမ်း၊ဂျမားရီတို့မဟုတ်ဆောင်ရွက်မှုကိုဟန်တာနှောက်ရှက်ရက်တို့မဟုတ်၎င်းတို့ရဲ့ဆောင်ရွက်မှုကိုမုံတီးလာစေရန်သို့မဟုတ်တစ္ဆာဖောက်ဖျက်ရန်စိတ်ဓာတ်ရင်းရင်ပြက်ပြားစေလျက်ရာဇဝမှုပြစ်မှုမြောက်ချောင်းထဲ့သွင်းဖွင့်ဆိုထားတာပါ ဒီလိုပြဆိုထားခြင်းကိုကြည့်ကြအဖြစ်ရာဇသက်ကြီးပုံမှန်905ကကြီးဟာဆီယနာသိမ်းပြီးနောက်ရပိုင်းတွင်းဖြစ်ပွားလာတဲ့အခြေအနေတွေကိုတုံ့ပြန်မှုစီဒီယမ်လှုပ်ရှားမှုကိုတံပြန်ချိန်ချဖို့ဒီလှုပ်ရှားမှုကိုထောက်ခံလုံဆော်သူစီယုံသူတွေကိုအေးအေးယူနိုင်ဖို့ဒိဗေဖွင့်ဆိုပြထန်းလိုက်တာလို့အသေးချပြောနိုင်ပါတယ်ဒီဥပဒေကိုရေလဲသုံးပြီးဖရန်ထုတ်ခဲ့တာ9580ရှိပြီးဘန်းစည်းကံပြပေးခံရသူကတော့အနည်းဆုံး3000ကနေ9000လောက်ရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ် ဒီပုံမှန်တစ်ခုတည်းနဲ့ပြပေးခံနိုင်ရသူ926ဦးကိုလူငင်းခွင့်ပြုတယ်ဆိုတာကြောင့်လက်တလောလွတ်လွတ်ကျွတ်ကျွတ်လွတ်သူ900ကျော်ခြားပုံမှန်တွေနဲ့ပါပြည်တံချထားခံရသူတွေ2300ကျော်ကတော့စုစုပေါင်းခြားခံထားရတဲ့ပြည်တံနဲ့95ကာကြီးနဲ့ခြားခံရတဲ့ပြည်တံတွေက95ကာကြီးအတွက်ပြည်တံကိုနှုတ်ပြီးခြားခံစေရမယ့်သဘောလို့ယူဆရပါတယ်။နိုင်ငံချင်းသားများကုညီဆောင်ရှောက်ရေးတဲ့ AAPP ကတော့နိုင်ငံပုံမှန်နဲ့ဂျင်းနောင်တွေတဲ့2000ကျော်ရှိနေသေးတယ်လို့ကြေညာထားပါတယ်။ ီကိန်းကနန်းကဘလောက်ထိတိကျသလဲတော့မသိနိုင်ပေမဲ့ဆန္နာသိမ်းပြီးနောက်နိုင်ငံရေးပေါ်ခြေခံပြီးဖန်ဆီးခံရသူ3000ကျော်ရှိပြီးအဲ့ဒီထဲကအများစုကပုံမှန်905ကာကြီးလို့ဂျမတ်တိုက်ဖြတ်ရေးပုံမှန်လူမျိုးနဲ့ဖန်ဆီးပြည်ရန်ပေးခံရသူတွေဖြစ်ပါတယ်။တောင်ကနန်းနဲ့ခြေတဲ့အချင်းကြနေသူတွေအားလုံးကိုကြားတဲ့ပြည်ရန်ကာလနဲ့လူမြောက်ချင်းပြမှုထတ်တိုးခြင်းတွေကိုအတည်ပြုဖို့ခက်ခဲတဲ့အခြေအနေမျိုးမှာတိကျတဲ့မှတ်တမ်းတင်မှုရဖို့မလွယ်ကူတာအမှန်ပဲဖြစ်ပါတယ်။ဒီနေရာမှာအခုပုံမှန်905ကကြည့်လူငင်းကျင်ညာခြင်းက ဒီကစစ်စော်မှုကဘာဖြစ်မလဲဆိုတဲ့မေးခွန်းလည်းပေါ်ထွက်လာပါတယ်။ကြာသေးခင်ရဲ့ပိုင်းကအမေရိကန်ပြည်ထောင်စုရမြန်မာတွေကိုနေခွင့်ပြုထားတဲ့ရိုင်းနေထိုင်ခွင့် TPS ဆိုတဲ့ဗီဇာမျိုးစားတက်တန်းမတိုးပြီးတော့ပဲရက်ဆိုင်လိုက်ခြင်းကြောင့်လားဆိုတဲ့ချိန်ဆက်ကောက်ချက်ချတာတွေလည်းရှိနေပေမဲ့အမေရိကန်ပြည်ထောင်စုက TPS ဗီဇာရက်ဆိုင်ခြင်းကတိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်ပါတယ်။အနာသိစစ်တပ်အနေနဲ့ကမ္ဘာကယုံကြည်နေနေကြတဲ့မကြခင်ချင်းပမဲ့ရွေးကောက်ပွဲပေါ်ယုံကြည်မှုနိုင်ငံရလာစေဖို့ ခုလိုနိုင်ငံရေးကျင်းသားရေးအတွက်အချို့ကိုလွှတ်ပေးပြီးနိုင်ငံတကာအာရုံစိုက်မှုထောက်ခံမှုရလာဖို့ကြိုးစားတယ်လို့ဆိုရင်ပိုပြီးနှိစက်ပါလိမ့်မယ်၂030ခုနှစ်ရွေးကောက်ပွဲကာလတုန်းကတော့နာအဖအစိုးရဟာနိုင်ငံအချင်းသားတွေကိုရွေးကောက်ပွဲမတိုင်ခင်လွှတ်ပေးတာမျိုးမရှိခဲ့ပဲရွေးကောက်ပွဲပြီးရပ်ပိုင်အကြမှာဒေါ်ဆန်းစုကြည်ကိုတက်တန်းတိုးနေတဲ့နိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးသူများကာကွယ်ဥပဒေပုံမှားရဲ့တက်တန်းကာလတစ်ခုပြည့်ချိန်ရွေးမှာ73မှာလွှတ်ပေးခဲ့ပါတယ်။နိုင်ငံအချင်းသားအများပြားကတော့ 2010ရွေးကောက်ပွဲကနေအာဏာရလာတဲ့ဦးသိန်းစိန်အစိုးရအဖွဲ့ဖွဲ့ပြီးနောက်2017နဲ့2012ခုနှစ်တွေကြာမှလွန်မြောက်ခဲ့တာဖြစ်ပါတယ်။ခုလာမဲ့ရွေးကောက်ပွဲကိုတော့2010ခုနှစ်အချိန်နဲ့နှိုင်းယှဉ်လို့မရမယ့်အားလုံးသိရှိပြီးဖြစ်ပါတယ်။ထောင်နဲ့33နှစ်ချမှတ်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမတိုင်ခင်မှာသို့မဟုတ်ရွေးကောက်ပွဲပြီးမှလှုပ်ပေးဖို့မျှော်လင့်ချက်နေပါနေစေဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ချိန်တန်ပြီလို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကသတင်းမီဒီယာအသင်းတစ်ခုမှာ ီးခဲ့တဲ့ရက်ပိုင်းတွင်ကလူသိရှင်ကြားမှတ်ချက်ပေးခဲ့ပါတယ်။ပုံမှန်အားဖြင့်ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင်တွေအနေနဲ့မြမပြည်တွင်နဲ့ပတ်သက်လို့လူသိရှင်ကြားမှတ်ချက်ပြုတာလုံးဝမရှိပေမဲ့အကြခင်ထူထူရေကောက်ပွဲကျင်းပရမယ့်ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင်တယောက်ကခုလိုမှတ်ချက်ပေးပြောဆိုခြင်းကနိုင်ငံထူးခြားတဲ့ပြောဆိုမှုဖြစ်ပါတယ်။မြမနိုင်ငံချင်းနောင်တွေထဲမှာလက်နက်ကိုင်းလှုပ်ရှားမှုမျိုးပြပြောက်ကြားလှုပ်ရှားမှုတွေနဲ့ဆက်ဆက်ပြီးဖန်စီထားသူတောင်ကနန်းနှစ်ရှင်းပြည်တန်ချမှတ်ခံထားရသူထောင်ထဲချီရှိပြီးဒေရန်တသက်တကြုံပြည်တန်ချမှတ်ခံထားရသူ ရာကနန်းကနေထောင်ကနန်းအထိရှိနေသေးတာဖြစ်ပါတယ်။ကုလူမြောင်းလာသူရာကနန်းကနေထောင်ကနန်းဝေးကျင်အတွက်ဝမ်းမြဝမ်းသာစရာကောင်းတာအမှန်ဖြစ်ပေမဲ့ကျင်းနောင်တွင်ကြန့်ရှိနေသေးတဲ့တောင်ကနန်းများရှိတဲ့နိုင်ငံချင်းသားတွေလူမြောင်ရေးကျင်းကြနေစဉ်စိတ်ခွန်အားရုပ်ဝိတ္ထုကူညီ၎င်းတို့ရဲ့မိသားစုတွေကိုစိတ်ဓာတ်ရေးရရုပ်ဝိတ္ထုပိုင်းဆိုင်ရာအားပေးကူညီကြဖို့ကလည်းပိုပြီးအရေးကြီးတာဖြစ်ပါတယ်ရှင်။